အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတကားတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးအရဆိုလို့ရှိရင်တော့2015ခုနှစ်ကထွက်ရှိခဲ့တဲ့နော်ဝေစကားတကားဖြစ်ပြီးတော့မှဆူနာမီတဘာဝဘေးအန္တရာယ်ဖြစ်တဲ့အကြောင်းနဲ့လူတွေရဲ့တဘာဝဘေးဒဏ်ကိုတုံ့ပြန်မှုအကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးအစမှာဆိုလို့ရှိရင်တော့ခရစ်စတီယန်ဆိုတဲ့ဘူမိဗေဒပညာရှင်ကအင်္ဂိုပြန်လာတဲ့အချိန်မှာပဲအမျိုးသမီးဖြစ်သူအီဒန်ဟာရေပိုက်ပြင်နေတာကိုတွေ့ရတာနဲ့အစပြုထားပါတယ်နောက်ပြီးတော့ခရစ်စတီယန်ကမိသားစုကိုသူတို့ပြောင်းရွှေ့ကြမယ့်အိမ်အစ်စ်နဲ့ပတ်သက်ပြီးတော့မှပြောပြနေတာပါ ။အဲနောက်မှာတော့ခရစ်စတီယန်ကစတက်ဘန်ကန်ကိုပြောင်းရွှေ့တော့မှာဖြစ်တာကြောင့်ပဲသူ့ရဲ့လုပ်ဖို့ကိမဲ့တွေကိုလာပြီးတော့နှုတ်ဆက်နေပါဗျ။ဒါနဲ့ပဲပစ္စည်းတွေတင်းနေတဲ့ချိန်မှာအချက်ပြည်တန်ကြားလိုက်ပြီးတော့မြေရောက်ရေယုဒီရဲ့ကြာဆင်းသွားခဲ့တာကြောင့်ပဲဖြစ်ပါဗျ။အာဗီကတော့ခရစ်စတီယန်ကိုဘာမှစိတ်မကူဖို့ပြောပြီးတော့ခရစ်စတီယန်ရဲ့မိသားစုကပစ္စည်းတွေတင်းပြီးလို့အိမ်ကနေထွက်သွားဖို့တဲ့အစဉ်သင့်ဖြစ်နေကြပါပဲ။ခရစ်စတီယန်ကတော့မြေရောက်ရေအကြောင်းကိုအာရုံရောက်လို့နေပါဗျ။ဒီလိုနဲ့ပဲကောင်းမောင်းထွက်လာကြရင်လည်းလမ်းမီကထောင်ကိုကြီးလိုက်မိတဲ့အချိန်မှာယုဒီရဲ့တကူကသဘောပေါက်လို့သွားပါဗျ။ ခေချီရန်လည်းသူ့ရဲ့အလုပ်စီကိုအရင်မောင်းသွားလိုက်ပြီးတော့ကားပေါ်မှာကလေးတွေကိုထားခဲ့ပါတယ်။နောက်ပြီးတော့သူ့ရဲ့လုပ်ဖို့ကိမ်းမဲ့တွေကိုမြေအောက်ရေကအကြောင်းမရှိဘဲနဲ့အဲ့ဒီလိုရောကြမသွားနိုင်ဘူးလို့ပြောပါတယ်။တကယ်ပြဿနာကဆက်တွေ့ထားတဲ့ဝိုင်ယာကျုံးမှာဖြစ်နေနိုင်တယ်လို့ရှင်းပြပြီးတော့မြေအောက်ရေဟာတဘာဝလျော့စီစဉ်ရမှာမြေလွှာအစ်တတွေကိုဖန်တီးလာနိုင်ပါတယ်။အဲ့ဒီမြေလွှာတွေအကြောင်းပဲပိုတဲ့အားဖြစ်လာနိုင်ပြီးတော့တောင်ထဲမှာတက်ဆင်ထားတဲ့ဝိုင်ယာကျုံးတွေဟာပိုတဲ့အားကြောင့်ပြတ်တောက်သွားနိုင်ပါတယ်။အဲ့ဒါနဲ့ပဲခရစ်စတီယန်ရဲ့ဂျေကိုဟာကျိုးတွေကိုသွားပြီးစစ်ကြည့်တော့ တကယ်ပဲပြည့်စည်နေတာတွေ့ရပြီးခရစ်စတီယန်ကဘာမှလုပ်လို့မရတဲ့အခြေအနေဖြစ်တာကြောင့်ပဲအဝါရောင်တတိပေးချက်ထုတ်ပြန်ဖို့အတွက်အကြံပေးပါတယ်။အဲဒီနောက်မှာတော့ခရစ်စတီယန်ကကားစီကိုပြန်သွားတဲ့အခါမှာကလေးလေးကိုမတွေ့တာနဲ့အီဒန်အလုပ်လုပ်တဲ့ဟိုတယ်ကိုသွားတော့မှကလေးနှစ်ယောက်ကဟိုတယ်ကိုရောက်နေတာပါ။သမီးဖြစ်သူဂျူလီယာကအိမ်ကိုပြန်ပြီးတော့နှုတ်ဆက်ခြင်းနဲ့လို့ခရစ်စတီယန်ကိုပြောပြီးတာပြည့်သူဆုံးတော်ကတော့ဟိုတယ်မှာပဲနေခဲ့မယ်လို့ဆိုပါတယ်။ဘူမိဗီတာစင်တာမှာတော့ဂျော့ချ်ကစင်တာတွေဟာထူးဆန်းတဲ့ဒေတာတွေကိုပြနေတာကြောင့်ဂျော့ချ်နဲ့မာကောကတော့အာဗစ်စီကိုအဲ့ဒီဒေတာတွေကိုပို့ပါတယ်။ ။အဘင်းနဲ့ဂျေကောကလည်းတောင်အောင်ဂျီဒီဆင်းပြီးတော့မှစင်စာကိုသွားပြီးတော့ကြည်ပါရယ်။ခရစ်စတန်ကတော့အိမ်မှာရှိတဲ့စာအုပ်ဒီထဲမှာပြန်ရှာကြည့်ရင်လည်းအရင်ကဖြစ်ခဲ့မှုတဲ့အခြေအနေနည်းရနဲ့အစင်တူနေတာလည်းသိရပြီးအဘင်းကိုဖုန်းလန်းဆက်ပါရယ်။အဲဒီမှာအာစစ်တို့ကကြော်တုံးကြီးပြုတ်ကျလာခဲ့တာကြောင့်ပဲဂျေကောရဲ့ခြေတော်လည်းကြွလို့မရတော့မင်းနဲ့ဖုန်းလန်းအဆက်တွေပါပြတ်တောက်ခဲ့ပါရယ်။ဂျီမျက်နှာပင်ကလည်းနေရာတိုင်းမှာကြာဆင်းလာခဲ့ပြီးတော့ဆူနာမီဖြစ်လာနိုင်ခြေရှိတယ်လို့အချက်ပြနေပြီးအဲ့နဲ့မာကောကိုခရစ်စတီယန်ကအချက်ပေးတံကိုဖွင့်ဖို့အတွက်အကြံပြုပြီးတော့မာကောကတော့ဆူနာမီအချက်ပေးတံကိုဖွင့်လိုက်တဲ့အခါမှာ တမျိုးလုံးကတဘာဝ BNN တခုလာတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲနောက်မှာတော့တောင်ပေါ်ကနေကြောက်တုံးတွေရောကြလာခဲ့ပြီးတော့အာဖီကိုရမ်းမိကအာဖီလေးတည်ဆုံသွားခဲ့ပါတယ်။ခရစ်စတန်ကလည်းဂျူလီယာကိုခေါ်ပြီးတော့မှပြေးထွက်လာခဲ့ပြီးတခြားလူတွေကိုပါဆူနာမီအန်ရီကာဝေးဖို့တတိပေးပြီးတစ်ဖက်ကအီဒန်နဲ့သူမရဲ့လူပေါ်ကဲမဲ့တွေကလည်းအဲ့တဲ့တွေကိုဆူနာမီအန်ရီအကြောင်းတတိပေးနေတဲ့ချိန်မှာဆန်ဒရာကိုတော့ဘယ်မှမရှောင်လို့မတွေ့ဖြစ်နေပါတယ်။ဒါနဲ့ပဲအဲ့တဲ့မျိုးသမီးမာရီယာကသူမရဲ့မျိုးသားဖီလီကိုဆန်ဒရာကိုကူရှာပေးဖို့ပြောနေပြီး လမ်းမှာတော့ကာရီဟာပိတ်နေပြီးတော့အတန်းရှည်ကြီးဖြစ်လို့နေပါပြီ။ခရစ်စတီယန်လည်းတမင်ဖြစ်တဲ့သူဂျူလီယာကိုခေါ်ပြီးတော့ကားပေါ်ကနေဆင်းလာပြီးတောင်ပေါ်ကိုဒီတိုင်းပဲပြစ်တက်ဖို့ဆုံးမြတ်ခဲ့ပါတယ်။အဲဒီချိန်မှာတော့အင်ဒီနာချင်းတယောက်ဖြစ်တဲ့အန်နာကကာနစီချားထဲမှာညှက်နေတာကြောင့်ဂျူလီယာကိုအန်နာရဲ့အမျိုးသားတောမန်နဲ့တမင်ဖြစ်တဲ့သူထယ်ရီဆာရုံးနဲ့တူတူတောင်ပေါ်ကိုလိုက်သွားဖို့ထည့်ပေးလိုက်ပါတယ်။ခရစ်စတီယန်ကတော့အန်နာကိုကူညီဖို့အတွက်နေခဲ့တာဖြစ်ပြီးအန်နာမှာတော့ဆူနာမီလိုင်းလုံးလာတာကိုတွေ့လိုက်တဲ့အချိန်မှာထပ်ပြီးတော့ထွက်ပြေးလို့မရတာကြောင့်ပဲအန်နာနဲ့ခရစ်စတီယန်တို့နှစ်ယောက် ကားလေးကိုဝင်နေလိုက်ရပါတယ်။ ဒါပေမဲ့လည်းလိုင်းဒီဟာကားဒီကိုပါအရှင်ပြင်းပြင်းနဲ့ရိုက်ခဲ့သွားတာကြောင့်နှစ်ယောက်သားသတိလစ်သွားပြီးတစ်ဖက်မှာတော့မာရီယာကဆွန်ဒရာကိုရှာတွေ့ခဲ့ပြီးတော့သူတို့တွေလည်းဟိုတယ်ပြင်ပကိုထွက်လာတဲ့ချိန်မှာဘတ်စကာကထွက်သွားနေပြီဖြစ်ပါတယ်။အဲဒီချိန်မှာဆူနာမီလိုင်းလုံးကလာနေပြီဖြစ်တာကြောင့်အီဒန်ကလည်းဟိုတယ်ရဲ့မြေရောခန်းလေးကိုဆင်းကြဖို့အတွက်ပြောပါတယ်။ဒါပေမဲ့မာရီယာကမြန်မြန်မပြေးဘဲနဲ့ဒီတိုင်းပဲရဲကြည့်နေတာကြောင့်ပဲအတင်းဆွဲခေါ်လာရပါတယ်။ဆူနာနဲ့ဖီလီတူကတော့မြေရောခန်းလေးကိုရောက်လာကြပြီးအီဒန်တို့မြောက်ကိုစောင့်နေတဲ့ချိန်မှာကံမကောင်းစွာနဲ့မာရီယာကတော့ ပြန်ရောက်မလာခဲ့ဘဲနဲ့အီဒွန်တယောက်သေးပဲလွတ်လာခဲ့ပါတယ်။ဖေလစ်ကလည်းသူ့ရဲ့မိမကိုလှမ်းခေါ်နေတာဖြစ်ပြီးတော့မာရီယာကတော့ရေစီးနဲ့တူပါသွားခဲ့တာဖြစ်ပြီးဖေလစ်ကမာရီယာစီကိုလိုက်သွားဖို့လုပ်ပေမဲ့အီဒန်ကတော့မဖြစ်နိုင်တော့ဘူးလို့ပြောပြီးတော့တကားကိုပိတ်လိုက်ပါတယ်။ရေယာကလည်းတကားကိုတန်နေတာကြောင့်ပဲတကားကိုတော့မနှဲပေးရပြီးအဲနောက်မှာတော့မီးလေးပြတ်သွားခဲ့ပါတယ်။တဘက်မှာတော့ခရစ်ယာန်ကပြန်ပြီးတော့တတိယလာတဲ့ချိန်အန်နာရဲ့သွေးလေးကိုမြင်ပြီးတော့လမ်းပြန်သွားရပြီးအန်နာဟာတည်ဆုံးခဲ့ပြီဖြစ်ပြီးတော့ခရစ်ယာန်လည်းကားထဲကနေထွက်လာခဲ့ပါတယ်။ တောင်မွန်ကိုလိုက်သွားပြီးတော့အသက်ရှင်ကျန်နေတဲ့သူတွေဂျားထဲမှာသမီးဖြစ်တဲ့သူဂျူလီယာကိုလိုက်ပြီးတော့ရှာနေပါတယ်။အဲနောက်မှာတော့ခရစ်စတန်ကဂျူလီယာကိုတွေ့တော့ပြေးဖက်လိုက်ပြီးအန်နောက်ကိုမကယ်တင်နိုင်ခဲ့တာကြောင့်တောမတ်ကိုလည်းတောင်းပန်လိုနေပါတယ်။ဘူမိဗီဒါစင်တာမှာတော့ဂျော့ဂျ်နဲ့မာကောလိုကဂျေကော့စီကနေဖုန်းဆက်သွေးရနေပြီးဂျေကော့ကိုအဆင်ပြေလားလို့မေးပြီးတော့အာဖေရောလို့မေးတဲ့အခါမှာဂျေကော့ကပြန်မပြေဘဲနဲ့တိတ်ဆိတ်နေပါတယ်။ဂျေကော့နဲ့မာကာတို့ကလည်းအာဖေတည်ဆုံသွားပြီဆိုတာကိုသဘောပေါက်ပြီးတော့နှစ်ယောက်စလုံးကငုံနေကြပါတယ်။ ခရစ်စတီယန်ကတော့ဟိုတယ်ကထွက်လာတဲ့ဘက်စကားရောက်မလာသေးတာကြောင့်အမျိုးသမီးနဲ့တားဖြစ်တဲ့သူကိုစိတ်ပိုနေတာပါဖုန်းပြောနေတဲ့မျိုးသားတယောက်ကိုတွေ့တော့လေဖုန်းခဏယူပြောလို့ရောက်မလာလို့အကူကြီးတောင်းပြီးတော့ဟိုတယ်ကဘက်စကားကြောင့်ကိုမေးကြည့်တော့ရောက်မလာဘူးလို့ပြောတာကြောင့်ပဲဟိုတယ်လိုက်သွားဖို့အဆုံးဖြတ်လိုက်ပါတယ်ဂျူလီယာကတော့တောမတ်စ်နဲ့နေခဲ့ဖို့အတွက်မှာခဲ့ပြီးတော့ဟိုတယ်ကိုတယောက်တည်းထွက်လာခဲ့ပြီးအဲ့ဒီမှာဟိုတယ်မီးရောက်ခန်းထဲမှာရေတွေဝင်လာတာကြောင့်ပဲအီဒင်ဟာလေဝင်ဖောက်အပေါ်ကိုလူတန်းရှိမလားလို့တက်ပြီးတော့ကြည့်ပါတယ်ဒါပေမဲ့ထွက်ပေါက်မရှိတာကြောင့်ပဲအီဒင်ဟာစိတ်ပြက်ပြီးတော့အခြေကြီးအော်လိုက်က ရှင်ဘီကတော့အခန်းလေးကိုအဆက်မပြတ်ဝင်လာနေပါပြီ။စတုံနာကဖီလီကိုတကားတေချာမပိတ်နိုင်ခဲ့တာကြောင့်အပြစ်တင်ပြောဆိုနေပြီးဖီလီကလည်းပြန်ပြီးတော့ငင်းခုန်နေတာကြောင့်အီဒန်ကသူတို့နှစ်ယောက်ကိုဝင်ပြီးတော့တားပါတယ်။ဖီလီကဒီလိုပဲထိုင်ဆောင်နေရမယ်ဆိုရင်မကြခင်မှာအကုန်လုံးတည်သွားတော့မှာပဲလို့ပြောပြီးခရစ်စတန်ကတော့လာရင်နဲ့လမ်းမဟိုတွေကဘတ်စကားကိုတွေ့တာကြောင့်အထက်ကိုကြည့်လိုက်တော့လူတွေအလောင်းတွေကိုတွေ့ရပြီးအီဒန်နဲ့ဆုံးတော်တို့ကိုတော့မတွေ့လိုက်ရပါဘူး။မြေရောက်ခန်းထဲမှာတော့ရေတွေဟာပိုပြေလာခဲ့ပြီးဖြစ်ပြီးတော့ ဖီလီကရင်းနေမတော့အောင်ဂိမ်းထားစရာမရှိတာကြောင့်ပဲစွန်ရော့ကိုဖိပိပြီးတော့ရေပေါ်ပေါ်အောင်လုပ်တဲ့အချိန်စွန်ရော့ကတော့ရေအောက်ကိုနှစ်သွားပါတယ်။အီဒန်ကလည်းသူ့ရဲ့တားပြေသူရင်းနေနေတယ်လို့ဖြစ်နေတော့ရွေးချယ်ချာမရှိတော့ဘဲနဲ့ဖီလီကိုရေထဲနှစ်လိုက်တဲ့အခါမှာဖီလီလည်းတေဆုံသွားခဲ့ပါတယ်။ခရစ်စတီယန်ကတော့ဟိုတယ်ကိုရောက်လာခဲ့ပြီးအီဒန်နဲ့စွန်ရော့ကိုနာမည်အော်ခေါ်နေပါတယ်။အဲလိုနဲ့ခရစ်စတီယန်ဟာအီဒန်တို့ကိုလိုက်ပြီးတော့ရှာပြီးတော့မြေအောက်ခန်းကိုဆေးကြည့်ဖို့သွားပြီးမဲ့ရေတွေပြည့်နေတာတွေ့ရပါတယ်။ အဲ့ဒါနဲ့အောက်ကိုဆင်းမသွားလို့ပဲနဲ့နောက်ခန်းလေးကိုရှာကြည့်တဲ့အချိန်စွန်ဝရဲ့အိတ်ကိုတွေ့ခဲ့ပြီးတော့တခုခုများဖြစ်ပြီလားလို့စိုးရိမ်နေပါတယ်ခရစ်စတန်ကဒါအဆိတ်ဆိုးလာခဲ့ပြီးတော့မှပြတင်းပေါက်ကိုဒေါသတကြီးနဲ့ထားရနေပြီးအဲ့ဒီတံကိုဆုံးသွားတဲ့အီဂျန်တို့ကကြားသွားခဲ့ပြီးတော့လေဝင်ပေါက်ကပိုက်တွေကိုထုရိုက်ပြီးတော့ခရစ်စတီယန်ကိုလှမ်းခေါ်ပါတယ်ခရစ်စတန်ကလည်းအဲ့ဒီတံကိုကြားသွားတဲ့အခါမှာပြတင်းပေါက်ကိုပြန်ရိုက်ပြီးတော့အချက်ပေးတဲ့အခါစီရန်တို့ကလည်းလွံ့မြောက်နိုင်တော့မှပဲဆိုပြီးတော့ဝမ်းသာနေတာပါအဲ့ဒါနဲ့ခရစ်စတန်ကမြေအောင်ခန်းလေးကိုသွားဖို့အတွက်ရင်ငုံဝင်သွားခဲ့ပြီးတော့တကောက်ကိုပိတ်နေတဲ့အရာမှန်သမျှဆွဲဖေးပါတယ် ။စီရင်ကလည်းတကားကိုသွားဖိမှုတဲ့ရေထဲကိုငုပ်လိုက်ကပြိုင်လူကြိုးစားကြရင်လည်းနောက်ဆုံးမှာတော့တကားကပွင့်သွားခဲ့ပြီးတော့နှစ်ယောက်သားတယောက်နဲ့တယောက်တွေ့လိုက်ရတော့ပျော်ရှင်သွားခဲ့ပါတယ်။ခရစ်ချန်ကအီဒန်ကိုလေကာနာရောက်တွန်းပို့လိုက်ပြီးစုံထွက်ကိုသွားပြီးတော့ခေါ်ပါတယ်။ဆရာမကကြောက်နေခဲ့ပေမဲ့ခရစ်ယာန်ကသူ့ရဲ့နောက်ကပါလာမှာဖြစ်တာကြောင့်ပဲမကြောက်ဖို့ပြောပါရယ်။ဒီထဲမှာတော့ဆရာကအသက်ရှူလို့မရဖြစ်နေတာကြောင့်ခရစ်ယာန်လေးဆုံရုံးကိုပဇက်ချင်းတိပြီးတော့အောက်ဆီဂျင်ပေးရပါသေးတယ်။ အနောက်မှာတော့စီတန်းစီကိုစုံရကရောက်လာခဲ့ပြီးခရစ်စတီယန်ကတော့စုံရကိုအောက်ဆီဂျင်ပေးလိုက်ရတာကြောင့်ဆက်မကူးနိုင်မင်းနဲ့ဖြစ်နေတာပါ။ဒါနဲ့ပဲအီတန်ဟာခရစ်စတီယန်ကိုတွားခေါ်လာခဲ့ပြီးတော့ရင်မက်ကိုဖိပြီးတော့အရေးပေါ်အတက်ကနေလုပ်ပေမဲ့ခရစ်စတီယန်ကတော့ပြန်အတက်မရှိတော့တာကြောင့်လက်လျှော့လိုက်ရပါတယ်။ဒါပေမဲ့လည်းစုံရကတော့လက်မလျှော့ဘဲနဲ့သူ့ရဲ့ဖေးကိုခေါ်ပြီးတော့ရင်မက်ကိုပြင်းပြင်းထန်ထန်ဖိပြီးအရေးပေါ်အတက်ကနေကိုဆက်ပြီးတော့လုံနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ခရစ်စတီယန်ဟာပြန်လည်သတိရလာခဲ့ပြီးတပတ်မှာတော့ဂျူလီယာလေးကတော့ထယ်ရီဆာနဲ့တူတူနေထိုင်နေပြီးတော့ သူမရဲ့မိသားစုကိုစိတ်ပူလို့နေပါတယ်။အဲဒီအချိန်မှာဟယ်လီကော်ပတာတစ်စီးလာတော့လေဂျူလီယာဟာသူမရဲ့မိသားစုတွေလာမလားလို့ကြည့်နေပြီးဒါပေမဲ့ဂျူလီယာရဲ့မိသားစုမဟုတ်ဘဲနဲ့တခြားသူတွေဖြစ်နေတာကြောင့်ဝမ်းနေနေတဲ့အချိန်မှာပဲဟယ်လီကော်ပတာကပြန်တက်သွားတော့မှအဝေးကနေလမ်းလျှောက်လာတဲ့ခရစ်စတီယန်အီဒန်နဲ့ဆွန်နာတို့ကိုတွေ့လိုက်ရပါတယ်။အဲဒါနဲ့ဂျူလီယာလည်းပြေးသွားခဲ့ပြီးတော့စီဒန်ကလည်းတမီးဖြစ်တဲ့သူကိုပွေ့ချီလိုက်တာဖြစ်ပါတယ်။အဲနောက်မှာတော့သူတို့ရဲ့မိသားစုဟာဆေးအဖွဲ့တွေနဲ့အသက်ရှင်ကျန်ရတဲ့သူတွေစီကိုလမ်းလျှောက်လို့လာကြပါတယ်။ ဒီလိုနဲ့မိသားစုတွေပြန်လည်စုံစည်းသွားကြရင်လည်းဇလန်လေးဟာပြီးဆုံးလို့သွားပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ